္ဂလာပါခင်ဗျာပတ်စဉ်တည်ငြိမ်ချုပ်ထုတ်လွှင့်မှုအစီအစဉ်တွေကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အတွက်တင်ဆက်ပေးမယ့်အစီအစဉ်တွေကတော့ဒီနေ့တိုင်းတိုင်းဒေသကြီးနဲ့မူပြီးနေမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့တည်ငြိမ်ချုပ်ချုပ်တွေနောက်ဆုံးရတည်ငြိမ်နေတဲ့အတူနိုင်ငံတကာတည်ငြိမ်တွေအားကစားတည်ငြိမ်တွေကို တင်ဆက်ပေးဖို့ရှိပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်ကိုထိန်လင်းကတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုက်တွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ထူးခြားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်မှာဆိုရင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်လေးမိုင်ရွာမှာစစ်ကွန်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရဲသားတဦးထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါတယ်။ဒေဆုံးသွားတဲ့ဒေသခံကတော့အသက်30အရွယ်လောက်ရှိတဲ့ဒူးချိုးလေးမိုင်ရွာကကရင်လူမျိုးအမျိုးသားတဦးဖြစ်တယ်လို့သိရပါတယ်။ အော်တိုဘားလာ29ရက်နေ့ကစစ်ကွန်မရှင်တပ်တွေဟာအင်းအားအများပြားနဲ့နင်းသာရီမြို့နယ်ရှိ၄မိုင်ရွာဘက်ကိုစစ်ကြောင်းတိုးဝင်ရောက်လာတဲ့အချိန် နေ့လယ်၁၂နာရီလောက်မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တော်လိုင်းတပ်ရဲဘော်တို့ကဆိုပါတယ်။အဲဒီနောက်နေ့လယ်၂နာရီလောက်မှာတော့မြိတ်လီတပ်စခန်းဌာနချုပ်ကနေလာတဲ့စစ်ကွန်မရှင်တပ်ရဲ့တိုက်လေယာဉ်ဟာတိုက်ပွဲဖြစ်ပွားနေတဲ့၄မိုင်ရွာနဲ့အနီးဝန်းကျင်ကိုဘုံတိကျဲချတိုက်ခိုက်ခဲ့ပြီးစစ်တပ်နဲ့တွေလည်းပြစ်ခတ်သွားခဲ့တယ်လို့အထက်ပိုင်းရဲဘော်ကဆက်ပြောပါတယ်။ ဒါပြင်စစ်ကော်မရှင်တပ်ဖက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတလုံးဟာလင်းပိုင်ကြီးရွာကနေအိမ်တလုံးပေါ်ကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်နေအိမ်မီးလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အခုလက်ရှိမှာလည်းတင်းတိုင်မြို့နယ်မှာနှစ်ဖက်စီးရဲအခြေအနေတင်းမာနေပြီးစစ်ကော်မရှင်တပ်တွေဘက်ကတိုက်ပွဲမဖြစ်တဲ့နေရာတွေကိုရေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတွေပြစ်ခတ်နေရာကြောင့်မြိတ်တနင်္သာရီပုံပြင်ပြောင်စုလမ်းမကြီးကို တော်လိုင်းတက်တီဘက်ကဖြတ်တန်းသွားလာဝင်ပိတ်ထားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကသိရပါဗျ။ ဆက်လက်ပြီးတော့နင်းတိုင်းတိုင်းတည့်ရချောင်းမြို့နယ်လဘရွာမှာစစ်ကော်မရှင်တပ်ကဒေတာကန်ရဲ့နေအိမ်40ကျော်ကိုမိရှို့ဖျက်ဆီးပြီးအတုံးဆောင်ပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့သိရပါတယ်။အောက်တိုဘာလ20ရက်နေ့ကလေးကအင်အား100ကျော်ရှိတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းဟာတည့်ရချောင်းမြို့နယ်အောက်ဘက်ကကြီးရွာတွေတဲကိုစစ်ကြောင်းထိုးဝင်ရောက်နေပြီးအောက်တိုဘာလ23ရက်နေ့မှာတော့တောင်းလိုက်တပ်တွေနဲ့နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ နှစ်ဖက်ပြစ်ကတ်မှုပြီးမှာတော့စစ်ကောင်စီတပ်တွေဟာရွာတွေကနေအိမ်40ကျော်ကိုနှစ်ရက်ဆက်တိုင်မီးရှို့ဖျက်ဆီးခဲ့တယ်လို့လဘရွာကအမျိုးသမီးတဦးကဆိုပါတယ်။ဒါပြင်စစ်ကောင်စီတပ်သားတွေဟာလဘပိတိုင်းစင်ချန်းကြီးရွာတွေကပရိဘောကအတုံးဆောင်နေပြီးဆိုင်ကယ်ဆယ်စီးနဲ့အထက်ကိုလည်းခိုးယူပြီးမြေတင်ကားနဲ့တွဲဆောင်သွားတယ်လို့အထက်ပါဒေသခံအမျိုးသမီးကဆက်ပြောပါတယ်။စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတိုးဝင်ရောက်မှုကြောင့်စင်ကူစင်ကြံကျွတ်ဆက်လာဘ ိတိုင်စတဲ့ရွာတွေကဒေတာကန်တွေရွာလုံးကျွတ်ပေးလို့ရတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အခုလက်ရှိမှာတော့စစ်ကွန်ပျူတာစစ်ကြောင်းဟာလပရွာတွေကထွက်သွားပြီဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကလည်းတရချောင်းမြို့နယ်ရှိမိုးရွှေကုန်းကြောက်လီကကင်းရွှေရွာတွေကနေအိမ်90ကျော်ကိုလည်းစစ်ကွန်ပျူတာကမီးရှို့ဖျက်ဆီးခဲ့တည်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကသိရပါဗျ။နောက်ဘုံမှာဆိုရင် လင်းလိုက်တိုင်းလောင်းလုံးမြို့နယ်ကြောက်စင်ကြီးရွာအုပ်စုမှာစစ်ကော်မရှင်တပ်ကစစ်ကြောင်းကဖမ်းဆီးထားတဲ့ဒေသခံတွေပြန်လွတ်လာပြီဖြစ်တယ်လို့သိရပါဗျ။အော်တိုဘာလ16ရက်နေ့ကလေးကစစ်ကော်မရှင်တပ်တွေကအင်အား100လောက်နဲ့လောင်းလုံးမြို့နယ်ထဲရှိကြောက်စင်ကြီးရွာအုပ်စုတဲကိုရေလမ်းကနေစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးအော်တိုဘာလ20ရက်နေ့မှာတော့လမ်းမှာတွေ့တဲ့ဒေသခံတွေကိုစစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ကြောက်စင်ရွာဒေသခံတအုပ်ကဆိုပါဗျ။ဖမ်းဆီးခံရသူတွေကတော့ကြောက်စင်ကြီးရွာအုပ်စုရှိတင်းမော့စိတ် ပြင်ကြီး၊ကရင်ကြီးနဲ့ကမ်ပဏီစတဲ့ရွာတွေကဒေသခံ32ဦးဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက်အောက်တိုဘာလ23ရက်နေ့ညနေ6နာရီလောက်မှာတော့ဖမ်းဆီးထားတဲ့ဒေသခံတွေကိုစစ်ကော်မရှင်တပ်တွေကကမ်ပဏီကြီးရွာကနေပြန်လွတ်ပေးလိုက်တယ်လို့အထက်ပါဒေသခံကဆက်ပြောပါဗျ။ကျောက်စင်ကြီးရွာအုပ်စုကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တွေနဲ့ တော်လိုင်းတက်တို့အောက်တိုဘာလ22ရက်နေ့နဲ့22ရက်နေ့တွေမှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါမယ်။တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ People Radio မြန်မာအနေနဲ့အတိမပြုတ်နိုင်သေးပါဘူး။အခုလက်ရှိမှာတော့စစ်ကွန်ပျူတာစစ်ကြောင်းဟာကပ္ပဏီကြီးရွာဘက်ကနေပညစ်ကြီးရွာဘက်ကိုဥတီစစ်ကြောင်းထိုးဝင်ရောက်နေရလို့လောင်းလုံမြို့နယ်ရှိစစ်ရေးတင်းရင်းမြစ်တူကပြောပါရယ်အခုလို့စစ်ကွန်ပျူတာကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်လောင်းလုံမြို့နယ်တွေကကြောက်စင်တင်းမော့စိတ်ပြင်ကြီးကင်ကြီး ကမ်ပဏီစတဲ့ကြေးရွာ9ရွာကဒေတာကန်ကြီးကဘေးလွယာတောတောင်တွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မော်မီနယ်ဘက်ကတရင်ကိုဆက်ရမယ်ဆိုရင်မော်မီနယ်ရေးမှုနယ်မှာဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မလို့ DKP ပူပေါင်းကိစ္စကံကိုဝေရောက်တိုက်ခတ်ခဲ့ပြီးစစ်တပ်ကထိခိုက်သိမ်းဆုံးမှုရှိတယ်လို့ရေးဘလူးတိုင်ရင်ထံမှသိရပါဗျ။ အော်တိုဘာလ29ရက်မနက်9နာရီခန့်ကရင်းမြို့နယ်နင်းစုံကျေးရွာရန်ကုန်မော်လမြိုင်ကားလမ်းဘေးမှာရှိတဲ့စျေးစုပူပေါင်းကိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါရေးဘလူတရင် ကောင်းဆောင်ကတော့ပစ်ခတ်မှုအတွင်းစျေးစုတပ်ဖွဲ့ဝင်၄ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်ဒါပြင်အဲ့ဒီကိတ်မှာရှိတဲ့ DGB ကောင်းဆောင်တအုပ်ကလက်ပြတ်ဒဏ်ရာရရှိသွားပြီးအဲ့ဒီကိတ်မှာရှိနေတဲ့အရက်သားအမျိုးသမီးတအုပ်သေဆုံးခဲ့တယ်လို့ဆိုပါတယ်သေဆုံးသွားတဲ့အမျိုးသမီးဟာ ဲ့ဒီကိတ်မှာတာဝန်ကျနေတဲ့စေုပ်စုတပ်ဖွဲ့ဝင်တဦးရဲ့မိသားစုဝင်ဖြစ်တယ်လို့ပြောဆိုနေကြပေမဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။တပ်ပြင်းရေဘလူးတရင်ဘက်ကရဲဘော်တအုပ်ကလက်မှာကြီးကြီးတရားရရှိခဲ့တယ်လို့ရေဘလူးကောင်းဆောင်ကပြောပါရယ်နှစ်ဖက်အပြန်အလှန်ပြစ်ကတ်မှုဖြစ်ပွားပြီးတော့စစ်စုဘက်ကလက်နက်ကြီးပြန်လဲပြစ်ကတ်တာတွေရှိခဲ့တယ်လို့သူကဆက်ပြောပါရယ်နိုင်မြေစိုးမှုပြန်ရဖို့နဲ့ရွေးကောက်ပွဲကျင်းပနိုင်ရင်တော်လိုက်တက်လှုပ်ရှားနိုင်မြေဘက်ကိုတာလုံးအင်အားနဲ့စစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတက်နဲ့ တောင်းလိုင်းပူပေါင်းတက်တို့အကြတိုက်ပွဲပြင်းထန်နေတဲ့ရေမြုံနယ်မှာအခုလာတဲ့တိုက်ပွဲခက်ဆစ်ဆိတ်ဖြစ်နေတယ်လို့ထုတ်ပြန်ချက်တွေကသိရပါတယ်။ဒီလိုစစ်ကြောင်းထိုးနေချိန်မှာဒေသခံတွေအရက်သားတွေနဲ့ဥယျာဉ်ကျန်းမာရှိတဲ့အလုတ်သမားတွေကိုစစ်တပ်ကဖမ်းဆီးတာတွေရှိနေပြီးတချို့ဆိုလူသားတိုင်းဖြစ်အုံပြုခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နိုင်ငံတကာသတင်းပတ်မှာဆိုရင် ဂါဇာကိုအစ္စရေးလီတပ်ကပုံချဲတိုက်ခိုက်မှုများကြောင့်အင်္ဂါညပိုင်းမှာပါလက်စတိုင်း33ဦးသေဆုံးခဲ့ကြောင်းဟာမတ်ထိန်းချုပ်ထားသောအရေးပေါ်ဝန်ဆောင်မှုဌာနရဲ့စစ်ရုံများကထုတ်ပြန်ထားပါတယ်။အစ္စရေးရဲ့ယခုလိုတိုက်ခိုက်မှုကြောင့်ဂါဇာရှိနေအိမ်များစာတင်ကျောင်းများဒုက္ခသည်စခန်းများထိခိုက်ပျက်စီးမှုများလည်းရှိခဲ့ပါတယ်။အမေရိကန်ကညှိနှိုင်းပေးခဲ့တဲ့စစ်ပြင်းရေးသဘောတူညီချက်ကိုဟာမတ်ကချိုးဖောက်ခဲ့တယ်လို့ဆိုတာယခုလိုတိုက်ခိုက်ခဲ့ရတာလို့အစ္စရေးဘက်ကဆိုပါတယ်။ ဂါဇာတောင်ပိုင်းမှာအစ္စရေးတပ်သားတအူတေဆုံးတဲ့အပေါ်ဟာမတ်ကိုအပြစ်တင်ကြောင်းနဲ့ဒါအပြစ်ရဲ့စည်ရည်စည်းမိများကိုလည်းချိုးဖောက်ခဲ့တာလို့အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။သို့တော့ဟာမတ်ဘက်ကတော့သူတို့ဟာအဆိုပါတိုက်ခိုက်မှုနဲ့ဆက်သွယ်မှုလုံးဝမရှိကြောင်းနဲ့စစ်ပင်ကြီးရဲ့သဘောတူညီချက်များကိုမိမိတို့ဘက်မှဆက်လက်ကင်ဆယ်ထားကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ တောင်ကိုရီးယားကိုတွားရောက်နေစီမှာပဲမြောက်ကိုရီးယားဟာကိုရီးယားကျွန်းဆွယ်အနောက်ဘက်စီပင်လယ်မှာပြေးပြေးပြစ်ခရစ်တုံးကြီးတွေကိုအင်္ဂါနေ့ကစမ်းသပ်ပစ်လုခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCN ကဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီပစ်ခတ်မှုကိုမြောက်ကိုရီးယားကောင်းဆောင်ကီဂျွန်အန်တက်ရောက်ခြင်းမရှိဘဲဘဟုစစ်ကော်မရှင်ဒူးဥက္ကဋ္ဌပတ်ကြောင်ချုံကဦးဆောင်ခဲ့တာဖြစ်ပြီးမြောက်ကိုရီးယားရဲ့နျူကလ িয়ার တပ်ဖွဲ့ရင်းနဲ့အတူလက်တွေ့ကျကျအကောင့်ထဲပေါ်ခဲ့တာဖြစ်တယ်လို့အောင်မြင်မှုတွေရှိခဲ့ကြောင်း KCN တတိမှာဖော်ပြခဲ့ပါတယ်။ မေရိကန်တမရဒေါ်နယ်ထရန့်နဲ့ကမ္ဘာခေါင်းဆောင်တချို့ဟာအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ဖိုရမ်တက်ရောက်ဖို့အတွက်တောင်ကိုရီးယားနိုင်ငံကိုဒီကနေ့ဗုဒ္ဓဟူးနေ့မှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ထရန့်ဟာအခုစီးဝေးတွင်တရုတ်တမရရှီကျစ်ဖင်နဲ့လည်းတွေ့ဆုံသွားဖို့ရှိပြီးကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုအပအဝင်မြေရှားတပ်ထုဆိုင်ရာကိစ္စတွေကိုဆွေးနွေးသွားဖို့ရှိနေကြောင်းတန်တမန်သတင်းရင်းမြစ်တွေကဆိုကြပါတယ်။နောက်တစ်ပုဒ်မှာဆိုရင် မြန်မာတွေအတုံးများတဲ့ဟောင်းတိုင်းအမီနဲ့အစိမ်းရောင်ရှူဆေးပိုးတွေမှာဘက်တီးရီးယားနဲ့ပိုးမွားပါဝင်မှုများနေကြောင်းထိုင်းနိုင်ငံအစားတောက်နဲ့ဆေးဝါးကုတ်ကရေးဦးစီးဌာနကစစ်ဆေးတွေ့ရှိခဲ့ပြီးနောက်ရှူဆေးပိုးတွေကိုပြန်သိမ်းယူပြီးဖျက်ဆီးသွားမယ်လို့ကုမ္ပဏီတာဝန်ရှိသူတွေကဆိုပါတယ်။အဲ့ဒီရှူဆေးကိုထိုင်းနိုင်ငံမှာထိတ်တန့်ရောင်းအပ်ကောင်းတဲ့အမိုက်တိစိတ်ဖြစ်ပြီးမြန်မာပြည်နှင်းမှာတော့တရားမဝင်လမ်းကြောင်းကနေတဆင့်ဝင်ရောက်ပြီးဆေးဆိုင်တွေမှာရောင်းချနေရလဲဖြစ်ပါတယ်။ ဟောင်းတိုင်းကထုတ်လုပ်ထားတဲ့ရှူစိတ်ပူးအလုံးမဟုတ်ပဲထုတ်လုပ်စဉ်အမှတ်နံပါတ်3933 33နဲ့ရှူစိတ်ပူးတွေမှာဒါသတ်မှတ်ပမာဏထက်ဘက်တီးရီးယားမှုန်နဲ့ပိုးမပါဝင်မှုကျော်လွန်နေတာကိုတွေ့ရှိခဲ့တာလို့ထိုင်းအစားတောက်နဲ့ဆေးဝါးကုတ်ကဲဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ကုမ္ပဏီဘက်ကတော့ရှူစိတ်ပူးဝယ်ထားတဲ့၃ဆွဲသူတွေနဲ့ရောင်းချသူတွေအနေနဲ့လဲကုမ္ပဏီကိုပြန်လာအပ်ကြဖို့တောင်းဆိုထားပြီးဝေးပြန်အမ်းသွားမယ်လို့ကုမ္ပဏီကပြောပါတယ်။ အမှတ်နံပါတ်3933333နဲ့ရှူဆေးဘူးကိုကုမ္ပဏီက2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာရှူဆေးဘူး2သိန်းခန့်ရှိခဲ့ပြီး16666ဘူးက FDA တတိပေးထားတဲ့ရှူဆေးဘူးတွေဖြစ်နေပါတယ်။ဒီဒီဘက်ကအားကစားတတိကိုကွန်လင်းခါကစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဝမ်းချမ်းမြန်ရှိဖွဲဥထွက်ကိုလွဲချောက်ခဲ့တဲ့ကြော်စားဝင် လက်ရှိထိုင်းနိုင်ငံရဲ့နာမည်ကြီးဆုံးကလပ်ဖြစ်တဲ့ဖဲတက်မှာလေ့ကျင့်နေတဲ့မြန်မာယူရလက်ဝဲကစားသမားချိုဆောင်ဝင်းဟာလာမယ့်တောက်ချာနေ့မှာကျင်းပမယ့်1 Friday 5 131မှာသူ့ရဲ့ပွဲဥထွက်ပွဲစဉ်ပါဝင်ပါတယ်။ဖဲတက်ခြင်းနဲ့လင်းနစ်စာချုပ်ချုပ်စုခွင့်ရထားတဲ့မန္တလေးသားလေးချိုဆောင်ဝင်းဟာမြန်မာယူရလက်ဝဲလောကမှာလည်းနာမည်ကျော်ကစားသမားတစ်ယောက်ဖြစ်သလိုပရိသတ်ချစ်တဲ့ယူရကြားတစ်ယောက်လည်းဖြစ်ပါတယ်။ကဘာကျော်မှွေတိုင်းခြင်းဖြစ်တဲ့ဖဲတက်ခြင်းမှာလေ့ကျင့်နေလို့ပွေတိုင်းပွဲတွေမှာ လက်ဆောင်ကောင်းတွေပြသနိုင်မဲ့ပေါ့ပရိသတ်တွေအထူးစိတ်ဝင်စားနေကြပြီးသူ့ရဲ့ပွဲဥထွက်ကိုလည်းစောင့်မျှော်နေကြပါတယ်ပရိသတ်တွေနီးတူကျော်ဆောင်ဝင်းဟာလည်းသူ့ရဲ့ဝမ်းချမ်းမြေချေပွဲဥထွက်အတွက်အတော်လေးအားခဲသားပေမဲ့လေ့ကျင့်ရင်ဆင်းတဲ့အချိန်မှာရခဲ့တဲ့တန်ရာကြောင့်ပွဲစဉ်ကနေနှုတ်ထွက်လိုက်ရပါတယ်ပွဲပြတ်သွားတဲ့ပေါ်ကျော်ဆောင်ဝင်းကလည်းအတော်လေးစိတ်မကောင်းဖြစ်နေပြီးဝမ်းနဲ့စကားဆိုလာပါတယ်ကျွန်တော်ဒီအော်တိုဘာလအတွင်းဝမ်းမှာပွဲဥထွက်ထိုးနီးစပ်ခဲ့တယ်ဆိုတဲ့သတင်းကိုအားလုံးသိပြီးသားပဲဖြစ်မှာပါ ဒါပေမဲ့ဆေးစစ်တဲ့အချိန်မှာတော့ trainee မှာရခဲ့တဲ့တန်ရာအသေးလေးကိုတွေ့သွားခဲ့တယ်။တန်ရာကမပြောပါတော့ဘူးမဲ့ဆရာဝန်ရောကလပ်ကတထေးရပါကျွန်တော်တို့အစိုးရပြီးလက်တလောပွဲမထုတ်ခိုင်းဖို့ဆုံးဖြတ်ခဲ့ကြတာပါ။အခုလိုပွဲထုတ်ဖို့အဆင်မပြေဖြစ်သွားတဲ့အတွက်မျှော်လင့်နေတဲ့ပရိသတ်တွေအတွက်စိတ်မကောင်းပါဘူး။ပရိသတ်တွေကိုအလေးနက်တောင်းပန်ပါတယ်ခင်ဗျာဆိုပြီးစောစောဝင်းနဲ့ရင်းနှီးတဲ့အားကစားကလောင်ရှင်ဖြစ်တဲ့စူးနေတဲ့ရဲ့ Facebook page ကနေပြီးတော့ပရိသတ်တွေကိုတောင်းပန်စကားဆိုတော့ပါတယ်။ ကျော်ဆောင်ဝင်းဟာဒီဖွဲ့အတွက်လေ့ကျင့်ခန်းအစီအစဉ်တွေပြည်ပြည်ထောင်ထလေ့ကျင့်ခဲ့ပြီးဝိတ်ကိုလည်း67ကီလိုဂရမ်ထိချထားပါဗျ။ hydration တက်ဝင်အောင်လဲတကြခရူးဆိုင်နေပေမဲ့မမျှော်လင့်တဲ့ဒဏ်ရာပြဿနာကြောင့်ခုလိုပွဲပြက်ခဲ့ရတာလည်းဖြစ်ပါတယ်။ PP video မြန်မာရဲ့တနင်္လာရီတိုင်းနဲ့မိုးပြင်းကတပတ်တွင်းတတိအချင်းချင်းနဲ့နိုင်ငံတကာတတိနေနဲ့အားကစားတတိနေကိုနားဆင်ခဲ့ကြရတာပါ။ ယခုလို People Radio မြန်မာရဲ့တပတ်တွင်းသတင်းအချင်းချုပ်ထုတ်လွှင့်မှုကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရယ်။ကောင်းမွန်တဲ့နေ့တွေကိုအတူတူဖြတ်သန်းနိုင်ကြပါစေလို့ People Radio မြန်မာဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်ခင်ဗျာ။